ကိုတွေးတဲ့အတွေးကိုလည်းပြန်မြင်တယ်။ပုဂ္ဂိုလ်ကိုလည်းအမြဲရှုစဉ်ခြင်းပြီးတော့ယုံနံဓမ္မအမြဲတမ်းခွဲခြမ်းပြီးတော့မြင်နေတယ်။ယုတ်တရားကိုလည်းဖြစ်ပြီးရင်ပြတ်တဲ့အတွက်ကြောင့်ဆင်းရဲတရားတတ်တတ်ပဲလို့မြင်နေတယ်။နံတရားတွေကိုလည်းဒီအတိုင်းပဲသိစိတ်ခံစားမှုမှတ်သားမှုစေတနာဒါတွေအကုန်လုံးကဖြစ်ပြီးရင်ပြတ်နေကြတာပဲ။ဖြစ်ချင်းပြတ်ချင်းကိုမြင်နေတယ်။ ဖြစ်မှုပြတ်မှုကိုပဲမြင်နေတဲ့အတွက်ကြောင့်မလို့သူ့မှာတတ်မှတ်မှုဆိုတာမရှိဘူးညင်းဝင်မှုပဲရှိတယ်အဖြစ်အပျက်ကိုသာမြင်နေပြီးလောကကြီးကိုဖြစ်ပြီးရင်ပြတ်နေတဲ့အရာတွေပဲလို့အားလုံးကို မြင်နေတဲ့အတွက်ကြောင့်ငါစားဖို့ငါဝတ်ဖို့ငါအတွက်အဲ့ဒီလိုလောဘစောတွေအတ္တမာနပဲရှိတော့မလဲဘာမှငါဥစ္စာမဟုတ်ဘူးငါလည်းမဟုတ်ဘူး เนาะอัตตาแลမဟုတ်ဘူးလို့အဲ့ဒီလိုမြင်နေတဲ့အတွက်ကြောင့်တဘာသူဒုက္ခရောက်အောင် လုံးမမဟုတ်တော့ဘူးဗြဟ္မစရိယာတရားကိုကျင့်သုံးတော့အားဖြင့်ဆင်းရဲကိုဆင်းရဲလို့ပိုင်းခြားသိတဲ့အတွက်ကြောင့်လောကပျက်စီးရာပျက်စီးကြောင်းမကြံတော့အဲ့ဒါဖရားတပည့်အစ်စ်တွေနေနေပဲဓမ္မစရိယာတရားကို အမြဲကျင့်သုံးတမ္မာသင်္ကပ္ပအမြဲရှိနေတာ အမဝါစာအဖြစ်စကားအဖြစ်လည်းပဲအမှန်သောစကားမပြောဘူးအမှန်သာပဲပြောတယ်။ဘုံတိုက်တဲ့စကားမပြောဘူးညင်ညွတ်စေမဲ့စကားပဲပြောတယ်။ကြမ်းတမ်းတဲ့စကားမပြောဘူးတိမ်မွေးတဲ့စကားပဲပြောတယ်။အကျိုးမရှိတဲ့စကားတွေမပြောဘူးလောကီလောကုတ်အကျိုးရှိစေမဲ့စကားတွေပဲပြောတယ်။အဲ့တော့တမ္မာဝါစာမက္ကင်ကိုကျင့်သုံးနေတဲ့သူမြမစရိယတရားကျင့်သုံးတယ်လို့ခေါ်တယ် တော့ဒီမက်ကင်ကိုကျင့်သုံးတဲ့သူကပဝင်းကျင်ချမ်းသာစေတာပေါ့သူပြောတဲ့စကားတွေကြောင့်အကျိုးရှိကြတာပေါ့ပဝင်းကျင်ဆင်းရဲစေသောအလုပ်မလုပ်တော့အပြောတွေမပြောတော့အမကမန္တမက်ကင်ကိုပွားနေပြန်တော့အတမတတ်တော့ဘူးမခိုးယူတော့ဘူးကာမေသူမိစ္ဆာစာတာမကျူးလွန်တော့ဒါတော့သူအတမတတ်တဲ့အတွက်ကြောင့်သူမခိုးတဲ့အတွက်ကြောင့် သူကာမေသူမိစ္ဆာစာတာမကျူးလွန်တဲ့အတွက်ကြောင့်ပဝင်းကျင်ချမ်းသာတာပေါ့ဗြမစရိယတရားကိုကျင့်သုံးသူတယောက်ကြောင့်ပဝင်းကျင်ချမ်းသာနေပြီ သူတယောက်ကြောင့်ပဝင်းကျင်အေးချမ်းနေပြီဘေးကင်းနေပြီအဲ့တော့သမ္မာကမ္မတမတ်ကင်ဆိုတဲ့ဗြမစရိယတရားကိုကျင့်သုံးသောအားဖြင့်ကိုယ်လည်းအေးချမ်းတယ်ပဝင်းကျင်လည်းချမ်းသာတယ် အမအာဇီဝမက်ကင်ကိုကျင့်သုံးပြီးပွားများနေပြီသူ့ရဲ့အသက်မိုးဟန်းကြောင်းမှုဟာဝစီဒုစရိုက်၄ပါးနဲ့လည်းမဆက်ရှင်ဘူးအာယဒုစရိုက်၃ပါးနဲ့လည်းမဆက်ရှင်ဘူးအသက်မိုးဟန်းကြောင်းမှုဟာနှုတ်ကပြောတဲ့စကားကလည်းအဖြစ်ကင်းတယ်မှန်သောစကားပဲပြောပြီးတော့အသက်မိုးဟန်းကြောင်းလှုပ်တယ်ညညွတ်စေတဲ့စကားတွေကိုသာပြောပြီးအသက်မိုးဟန်းကြောင်းလှုပ်တယ် ထိုသားတဲ့ဇကားတွေကိုသာပြောပြီးတော့အသက်မိုးဝမ်းကြောင်းလှုပ်တယ်။အကျိုးရှိတဲ့ဇကားတွေကိုသာပြောပြီးတော့အသက်မိုးဝမ်းကြောင်းလှုပ်တယ်။သူ့အသက်မသက်ဘဲနဲ့အသက်သက်ခြင်းမပါဘဲနဲ့အသက်မိုးဝမ်းကြောင်းလှုပ်တယ်။သူ့ဥစ္စာခိုးယူခြင်းမရှိဘဲနဲ့အသက်မိုးဝမ်းကြောင်းလှုပ်တယ်။ကာမဂုဏ်တရားတွေမှာလွဲမားစွာကျင့်ခြင်းမရှိဘဲနဲ့အသက်မိုးဝမ်းကြောင်းလှုပ်တယ်။အဲ့တော့သူ့အသက်မိုးဝမ်းကြောင်းမှုကတမအာစီဝအမကင်ကိုကျင့်သုံးနေတဲ့အတွက်ကြောင့် ူလည်းအေးချမ်းတယ်သူ့ပတ်ဝန်းကျင်လည်းအေးချမ်းတယ်ဘေးကင်းတယ်ချမ်းသာကြအဲ့ဒါမြမစရိယာတရားကျင့်သုံးသူတယောက်ကြောင့်ပတ်ဝန်းကျင်ချမ်းသာတာပဲမြတ်စွာဘုရားသာသနာမှာမြမစရိယာတရားကိုကျင့်သုံးတယ်ဆိုတဲ့လူတယောက်ဟာအဲ့ဒီလို လောကကိုကောင်းကျိုးပေးတယ်အမဝါယာမမကင်ကို အာထုတ်တာကိုလေမြမစရိယာတရားကျင့်သုံးတယ်လို့ခေါ်တယ် အဖြစ်သေးသောအကုသိုလ်တွေဖြစ်မလာပါစေနဲ့အဲ့ဒီလိုသူက အမြဲတမ်းအားထုတ်ဖြစ်ပြသောအကုသိုလ်တွေကိုပယ်နိုင်ပါစေမဖြစ်သေးတဲ့ကုသိုလ်တွေတော့ဖြစ်လာပါစေဖြစ်ပြသောကုသိုလ်တရားတွေတော့ပွားပါစေလို့အဲ့ဒီလိုအားထုတ်တယ်ဒီလိုအားထုတ်ပြီးနေတဲ့အတွက်ကြောင့်မလို့သူတန်တာမှာအေးချမ်းနေသူကအဲ့ဒီလိုထိမ့်သိမ့်ပြီးတော့နေတဲ့အတွက်ကြောင့်တာမဝါယာမဆိုတဲ့ မြမစရိယာတရားကိုကျင့်သုံးနေတဲ့အတွက်သူ့ပဝင်